မီရင်ဖုန်းနေပြိုင်ဆိုင်မှုပြင်းထန်လာတဲ့မြန်မာနိုင်ငံကိုနောက်ထပ်မီရင်ဆရာကြီးတပါထက်မှန်ကြွရောက်လို့လာတယ်အဲဒီတိုင်းရိုးရိုးကြွတာမဟုတ်ဘူး official ကြွလာတာပေါ့နော်ဆိုဒီတစ်ခေါက်ကြွလာတဲ့ဆရာကြီးက Xiaomi ရဲ့ brand ခွဲပုဂ္ဂိုလ်ဆိုပုဂ္ဂိုလ်မှာ C series M series X series F series ဆိုပြီးတော့၄ခုထွက်တယ်အခုဒီကို C61 ရယ် C75 ရယ် X7 Pro ရယ် အိတ်ကောင်ဒီစပြီးတော့သွင်းမယ်အဲ့ဒီအထဲမှာမစိတ်ဝင်စားစရာအကောင်းဆုံးကဒီ Poco X7 Pro ပေါ့နော်အဲ့ဒီစိတ်ဝင်စားစရာအကောင်းဆုံးဆိုတဲ့ကောင်ကိုပဲကျွန်တော်တို့စီကို first impression နဲ့ showcase လေးလုပ်ဖို့အတွက်ဖုန်းလာပို့ထားတယ် Poco X7 Pro ဆိုတာတကယ်တမ်းကတော့ Redmiter 4ပဲတော်တော်လေးတူတယ်ဆိုတော့ Redmiter 4အကြောင်းကိုဗီဒီယိုတောင်းထားတဲ့သူတွေလည်းဒါကြည့်လိုက်ဒါအများကြီးပိုအဆင်ပြေတယ် Quora ဆိုလို့အာဒီကောင်ကမီးမလင်းတာရှိမယ်နော် battery နည်းနည်းလေးပိုသေးသွားတာရှိမယ် overall ဒီကောင်ကပိုတော်ကောင်းတယ်ဘာဖြစ်လို့ပိုကောင်းလဲဆိုတာကိုဆက်ရှင်းပြပါဘောနော် Poco A7 Pro က performance ဦးစားပေးဖုန်းဖြစ်တဲ့အတွက် gamer တွေเนาะ price to performance ကိုကြိုက်ကြတဲ့သူတွေကြားထဲမှာတော်တော်လေးကို hit ဖြစ်တဲ့ဖုန်းအဲ့လောက် hit ဖြစ်ရလောက်အောင်တကယ်ကောင်းသလားတကယ်တန်သလားဘာတွေများအဆင်ပြေပြီဘာတွေများအဆင်မပြေဘူးလဲအဲ့ဒါကိုရှက်ကြည့်မယ် Okay ခြေပြေးရှက်စနေကြိုးစားပါတယ်အရင်တော့ကကြတော့ဗောနော price to performance ကိုကြည့်ပြီးတော့ဖုန်းဝယ်ကြတဲ့သူတွေအတွက်က Redmi ရဲ့ Note series တွေ Pro series တွေဒီကောင်တွေက price to performance သမားတွေအတွက်ရွေးချယ်စရာတစ်ခုဖြစ်ခဲ့တယ် ဒါပေမဲ့အခုနောက်ပိုင်းကျတော့ Redmi Note series တွေက price to performance ဘိုင်းဆိုတာထက်သူက all rounder ပိုကောင်းတဲ့ premium mid range ပုံစံမျိုးအထာဖမ်းလာကြတယ်ပေါ့ဗျာ Note 14 Pro Plus ကိုပဲကြည့်ကြည့်လိုက်သူဈေးဝင်ကျင်တန်းမှာ price to performance ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်မနေတော့ဘူးဒါပေမဲ့လို့ရှိရင်မိထဲမှာမှအာရွေးချယ်စရာ series တခုမရှိတော့ဘူးလို့ဖြစ်သွားတာပေါ့ဒါပေမဲ့မြန်မာနိုင်ငံလိုမျိုး price to performance ကိုအဓိကကြည့်တတ်တဲ့ market လိုအပ်ချက်အရာ ဒါ price to performance ratio ကောင်းတဲ့ series တခုကလိုလာတယ်အဲ့ဒီလိုအပ်ချက်ကို Redmi Turbo series တွေကောင်ကဖြည့်ဆည်းပေးထားတာ Redmi Turbo series တွေက price to performance တခုတည်းကိုပဲအာရုံစိုက်တယ်ကျန်တဲ့ဘိုင်းတွေက second ပဲတည်မလား performance ကောင်းမှုကအရင်ဆိုဥပမာအဖြစ်ကျွန်တော်တို့ပြောရမယ်ဆိုရင် Redmi Turbo 3တုန်းကဆိုလို့ရှိရင် performance ကြီးရောကောင်းပါရဲ့เนาะဒါပေမဲ့ design နဲ့ look and feel ကတော့ဘလို့မှအဆင်မပြေဘူး cheap ဖြစ်တယ်လို့ခံစားရရတယ်ပေါ့เนาะဒါကိုလည်းပြတ်တော့လေအပြည့်ကတော့လေတင်လို့မရဘူးရဲ့ဘာလို့လဲဆို price performance ကောင်းပြီဆိုလို့ရှိရင်တခုမဟုတ်တခုကတော့ earning share ကတော့ရှိရဒီဈေးနဲ့အကုန်လိုချင်လို့ပဲရဒါပေမဲ့ဒီတစ်ခါမှာကျတော့ကျွန်တော်တို့ကိုဒီ Poco A7 Pro ကနည်းနည်းလေး surprise ဖြစ်သွားစေတယ်။သူ price to performance ကောင်းတဲ့အပြင်ကိုမှမှသူ design မှန်ရော hand feeling မှန်ရောကောင်းတယ် look and feel ကပါ share မိုက်တယ်။ဆိုတော့ဘာများအားနည်းချက်ရှိတယ်ပေါ့။အားလျက်စိတ်ဝင်စားစရာကောင်း။ Okay ပထမဆုံးချုပ်ပြောချင်တာကတော့ဒီ Poco က official ဝင်တဲ့အလုံးဆိုတော့ global rom နဲ့ဖြစ်မယ်နော်။ warranty ဘာညာပိုင်းလဲ ပို့ပြီးတော့အဆင်ပြေတယ်တခြားနိုင်ငံတွေပြန်ပို့စရာတွေပါတယ်မလို့ဒီဇိုင်းနဲ့ build quality ကိုကျွန်တော်ဒီဖုန်းကိုဆက်ဆက်မြင်မြင်ချင်းသဘောကျမိတာသူ့ရဲ့ဒီဇိုင်းကနောက်ကျောဘက်ဒီ material က eco leather ပုံစံကိုသုံးပေးထားတယ်ကြည့်လိုက်လို့ရှိရင်လည်းသူက leather အသားကိုကန်ရတယ်ဆိုရဲ touch မျိုးရတယ်ပေါ့နော်အယောင်က2 tone အဲ့တော့မှအမဲရောင်နဲ့အဝါရောင်နဲ့ကိုသုံးထားတယ်ကင်မရာနှလုံးကိုရွှေရောင် ring light ကုတ်ပေးထားတယ်ကင်မရာထားတဲ့ဘက်မှာအမဲရောင်သုံးထားပြီးတော့တချမ်းဘက်မှာကျတော့အဝါရောင်သုံးထားတယ် ပရသူကကာလာနှစ်ခုမှာတုံးပေးထားတဲ့ texture လေးတွေကလည်းမတူဘူးပေါ့နော် fit and finish တွေမတူဘူးပေါ့အမဲရောက်မှာ classic leather texture မျိုးအဝိုင်ယံဘက်က texture ကြတော့တမျိုးဒီဇိုင်းမိုင်းကိုအသေးစိတ်လေးလေးလုပ်ပေးထားတာလေးကသဘောကျစရာကောင်းတယ်ပေါ့နော် bevel frame တွေကတော့ plastic frame ပဲကန်ကြည့်လိုက်လို့ရှိရင်လည်း plastic မှန်းတည်တာတယ်နော် metal ရောင်မဆောင်တော့ဘူးအဲနောက်ကျောဘက်က shell ကောင်းလာပြီးတော့မှ bevel frame ကတော့နည်းနည်းလေး cheap ဖြစ်တယ်လို့ခံစားရရတယ်ပေါ့နော်တမျိုးတော့တမျိုးပဲခွင့်လွတ်ပေးလို့ကတော့ရပါတယ် ကလုတ်တွေက200ရတာတော့အဆင်ပြေတယ်အာပါဝါကလုတ်ကိုအဝါရောင်လေးသုံးပေးထားတဲ့အဲ့ဒီဝါရောင် SN လေးကလည်းသဘောကျစရာထက်ကောင်းတယ်ပြီးတော့အမဲရောင်ဒီလေသာအသားပေါ်မှာပုတ်ကိုဆိုတဲ့စလုံးလေးကိုရွှေရောင်ကာလာနဲ့ reflection ပြန်တဲ့ပုံစံနဲ့လုပ်ပေးထားတာလေးကလည်းအမြင်ပိုင်းမှာ luxury ဖြစ်တယ်ဆိုတဲ့ look မျိုးကိုရသွားစေတယ်ကျွန်တော်ဒီကောင်လေးကိုစမ်းသုံးနေတဲ့အချိန်မှာ haptic feedback လေးလည်းမဆိုးဘူးအရင်နှစ်ကထက်တိတိကျကျတိုးတက်လာတယ်လို့ပြောရတယ်ဒါတော့ချီးကျူးရမှာပါ display ဘိုင်းမှာကျတော့ तू က flat display ကိုတုံးထားတယ်။ဘောင်တွေကအရင်ကြီးထူတဲ့အထဲတဲ့ထဲတော့မပါဘူး။အောက်ဖက်ချင်းလေးကတော့အဲနည်းနည်းလေးမဆိုးသလောက်လေးနည်းနည်းလေးပို့ပြီးတော့ကြီးတယ်။ဆိုတော့အရင်ကြီး symmetric ကတော့မဖြစ်ဘူးပေါ့နော်။ဘေးပေါက်တွေအကုန်လုံးက symmetric ကတော့မဖြစ်ဘူး။ display ဘိုင်းကတော့ကောင်းတယ်ဗျ။ तू AMOLED display 1.5K resolution 120Hz refresh rate HDR10+ Plus တို့ Dolby Vision တို့လည်း support ပေးတယ်။ပြီးတော့ကျွန်တော်သဘောကျတာတစ်ခုက तू 1400 nits HPM brightness ရတယ် peak brightness က3200ရ YouTube video တွေပါလေကြည့်ရတာ punchy ဖြစ်တယ်မိုက်တယ် HDR content တွေကြည့်ရင်လည်းအရောင်ကဆိုးဆိုးတောက်တောက်ရှိတယ်ဆိုတော့ဒီ display က gaming ဆော့မလားအဆင်ပြေတယ် multimedia consumption လားအဆင်ပြေတယ် brightness ကလည်းလွန်လွန်လောက်ရှိတယ်ကျွန်တော်တို့နေရင်းပေါ့နော်ဟို7နာရီလောက်နေအောင်အောက်မှာဓာတ်ရိုက်ထွက်ကြည့်ရင်တော့မှ ဒရိုက်ဆန်လိုက်အောက်မှာစာရီအစားတင်ရှာဖက်လို့ရသေးတယ်။ Conning Gorilla Glass 7i နဲ့အာအုပ်ပေးထားတယ်ဆိုတော့ဒီကောင်ပုံမှန်ဖုံတို့တဲတို့ scratch တို့လောက်ကိုတော့ဒီကောင်ခံနိုင်တယ်။ပရိုတိုကောမှာ IP68 69 dust and water resistant လည်းရ။ပိုကိုဖုန်းတွေထဲမှာပထမဦးဆုံး IP68 69ပါလာတဲ့ဖုန်းနော်ဘသူကမှလည်းတော့ဒီ IP69 ပါလို့ water jet နဲ့ထိုင်ထိုးနေမယ်သူတော့မရှိပါဘူး။ဒါပေမဲ့ piece of mind ပေါ့တည်မလား။အဲတောင်တောင်လီဆိုလို့ဘာမှမဖြစ်ဘူးဆိုရယ် piece of mind ပေါ့။ဆိုတော့ကျွန်တော်ဒီဖုန်းနဲ့ ဗီဒီယိုတွေကြည့်ကြည့်နေရင်းနဲ့အဲသူရဲ့ speaker ကိုတရီထားမိတာတခုရှိတယ်။သူက stereo speaker ကိုသုံးထားတယ်။ဂိမ်းတွေပါတယ်ဆောက်လို့ရှိရင်တော့သူ speaker အဆင်ပြေတယ်။ဒါပေမဲ့တချင်းသားထောင်မယ်ဆိုလို့ရှိရင်တော့သူ့ဈေးတန်းဝန်းကျင်ဒီ all rounder ပိုကောင်းအောင်လုပ်ထားတဲ့ဖုန်းတွေလောက်အားမရဘူး။ဥပမာအနေနဲ့ရှင်ပြောမယ်ဆိုလို့ရှိရင် Note 14 Pro Plus နဲ့တချင်းရှင်သားထောင်လို့ရှိရင် Note 14 Pro Plus speaker ပုံနှံထောင်လို့ကောင်းတယ်။ဒါရှင်ပြီးတော့ပြောရင်ပြောတာပါ။ဒီမှာသူ့ပတ်သက်သူတူတယ်။ isolated ဆိုလို့ရှိရင်တော့မသိတာပါဘူး။အဆင်ပြေပါတယ်။ performance ပိုင်းကကျတော့ဒီဖုန်းမှာအားအရဆုံးပိုင်းပဲသူ့မှာတုံထားတဲ့ SoC က Dimensity 8400 Ultra 4 nanometer 3D Mark Wildlife Extreme Stress Test ပညာတိုင်းကြည့်တယ်မှာ best loop score မှာ3843မှတ်နဲ့ lowest loop score မှာ3240မှတ်ရတယ်ဆိုလို့ရှင်သာ84.300ကိုင်း non stability score ရတယ်ဆိုတော့ဒါအားရစရာကောင်းတဲ့ score ပေါ့နော်ဒီကောင်က all big core chip Cortex A725G ပဲရှစ်လုံးထည့်ထားတာအကုန်လုံးက performance score တွေကြီးပဲ efficiency ကိုတွေပါတွေဘာမှမပေါ့ဆိုလိုချင်တာဒီကောင်က efficiency တွေပါတွေကြည်နေတာထက် pure performance ကိုအသားပေးထားတဲ့ကောင် gaming မိုင်းမှာတော်တော်လေးကောင်းတယ်ဘယ်တော့ကောင်းလဲဆိုတာကိုကျွန်တော်မြင်တာအောင် ပြောပြမယ်ဒီကောင်ရဲ့ GPU ဘိုင်းက Snapdragon 8S Gen 3ထက်ကိုပိုကောင်းတယ်ဆိုတော့ gaming performance မှာသူက Snapdragon 8S Gen 3နဲ့ Snapdragon 8 Gen 3နဲ့အဲ့ကြားရရကောင်းလို့ရှိ stress test တွေပါတွေကြည်ရင်းနဲ့ကျွန်တော်သတိထားမိတာသူ့ရဲ့ကုလီမိုင်းကတော်တော်အားရစရာကောင်းတယ်သူရဲ့အခေါ်အဝေါ်ရတော့ liquid cool technology 4.0ဆိုပြီးတော့တုံးထားတယ် အာအဲ့လိုပြောလို့ဖုန်းကမပူလို့ပြောတာမဟုတ်ဘူးပူတယ်နော်ခဏလေးမသုံးမိနဲ့ထားလိုက်တာနဲ့ဒီကောင်ကပြန်အီးသွားတယ်ဆိုလိုချင်တာ heat dissipation အာ efficient ဖြစ်တယ်ပေါ့ GPU မှာဒီကောင်က Mali G720 MP7 ဆိုတဲ့ကောင်ကိုသုံးထားတယ်ဒီ GPU မှာ MFRC လို့ခေါ်တဲ့ MediaTek Frame Rate Converter ဆိုတဲ့ကောင်လေးလည်းပါတယ်ဒီကောင်က game software ဆိုလို့ရှိရင်ကျွန်တော်တို့ performance ကို optimize လုပ်ပေးမယ် battery ပိုခံအောင်လုပ်ပေးမယ် power consumption short ပေးမယ် peak performance ကိုပိုကောင်းအောင်လုပ်ပေးမယ် and သူတို့လုတ်ပေးတာတွေကတော့အများကြီးပေါ့ဒီ game ဆိုးတဲ့အပိုင်းမှာအဆင်ပြေပြေဆုတ်လို့ရအောင်လို့သူတို့ဘက်က optimization လုပ်ပေးတာတွေဟာလေးပြောပြဘလို့အလုပ်လုပ်တယ်ဆိုတော့အတိအကျတော့မသိဘူးလေဒါပေမဲ့ဘလို့လုတ်လုပ်တယ်တွေမလုံးမလုပ်ဘူးတွေအများကြီးကြည့်နေကြမှာလို့ဘာလို့ဆို performance ကသူ့ဟာနဲ့သူ့ကိုကောင်းပြီးသား mobile legend မှာဆိုလို့ရှိရင် frame rate ultra နဲ့ graphics ultra ရမယ်အဆင်ပြေပြေလေးဆုတ်လို့ရတယ် 120fps နဲ့ကို FPS ထိုးကြသွားတာမျိုးပါမျိုးမရှိဘူး။ PUBG Mobile ကို graphic မှာ smooth ထားမယ်ဆိုလို့ရှိရင်120 FPS ရတယ်။ graphics အမြင့်ဆုံးထားမယ်ဆိုလို့ရှိရင် Ultra HDR နဲ့ frame rate ultra လေးရတယ်။ကျွန်တော် smooth 120 FPS ဆော့ကြည့်ရတော့ FPS တိတိတသာကြတာမျိုးမရှိဘူး။အရှိပိုင်း2မိနစ်လောက်ကဟို24 FPS လောက်ဖြစ်ဖြစ်သွားတာက game ကိုဝင်နေတုန်းအချိန်ဖြစ်လို့ game ကိုစဆော့တဲ့အချိန်ဖြစ်လို့ဖြစ်တာ။ကျန်တဲ့အချိန်မှာအာ frame dip ဖြစ်တာမျိုးမရှိဘူး။ graphics မြင့်နေတဲ့အတွက်ကျွန်တော်တို့ဒီ Infinity Nikki တို့လိုမျိုး game မျိုး เนาะ Genshin Impact တို့လိုမျိုး game မျိုးကို setting အမြင့်ဆုံးရသမျှเนาะ photo quality 2K ဘာညာထားဆော့ကြည့်တော့30 FPS လောက်နဲ့ဆော့လို့ရတယ်ဆို Remedy နဲ့မှာဒီကောင် 12GB storage 256နဲ့512နဲ့ဆိုပြီးနှစ်မျိုးရွေးလို့ရ Game ဆော့ကြည့်နေရင်နောက်ထပ်3ထားမိတာတစ်ချက်ကသူ့ရဲ့ battery life က battery တော်အားခံ 6000mAh silicon carbon battery သုံးထားလို့အဲ Tower 4နဲ့ကွာတာဒီကောင် battery ဘိုင်းမှာဟိုကောင်က6550ပါတယ်။ normal ပဲသုံးမယ်ဆိုလို့ရှိရင်တော့ 6000mAh လေးနေမှာ တရခွဲတော့ easy ခံပါတယ်အဲ game နေပါလေအဆောင်နေကြမ်းမယ်ဆိုတော့ကိုကဘယ် game ကိုဘယ် setting နဲ့ဆောက်တာလဲပုံမှာမူတည်ပြီးတော့အချိန်အများကြီးကြာသွားမှာဆိုတော့အများကြီးတော့မပြောတော့ဘူးကျွန်တော်တို့ဆောင်းနေရင်လည်းလွန်သွားလို့နော်လက်လွန်ချေလွန်နေဖြစ်သွားလို့အာကုန်သွားတယ်အပြန့်သွင်းမယ်ဆိုလို့ရှိရင်သူ့ရဲ့ဘူးထဲမှာ 90W adapter ရော Type C အသွင်းကြိုးရောတခါလေးပပီးတာကျွန်တော်တို့အသွင်းကြီးတဲ့အချိန်မှာ0 to 100ကို45မိနစ်လောက်ကြာတယ်သူ့ရဲ့ဘူးထဲမှာတခါလေးပါတဲ့ cover quality လေးကလည်းကောင်းတယ်ဒါပေမဲ့ကျွန်တော်သာဆိုရင်တော့ cover နဲ့တက်ကန်ပြစ်မယ်မထင်ဘူးသူ့ငကိုလေးက ပိုနှိမ့်ကြံလေသာ finish နဲ့ဆိုတော့ cover တက်မကင်တာလက်ထဲမှာပို့ပြီးတော့အရသာရှိတယ်ကျွန်တော် performance ဘိုင်းကို design ဘိုင်းကိုမခိုးထားဘူးဆိုတော့ဒီကောင်ကင်မရာတော့အားနေမှာပဲလို့ကျွန်တော်တို့ထင်တာပေါ့နော်ကျွန်တော်ထင်တဲ့လောက်ကြီးတော့လေညံ့နေတာမျိုးတော့လေမဟုတ်ပြန် အဲဒီကော main camera 50 megapixel f1.5 ဒီဈေးထဲဝင်ကျင်မှာအကောင်းဆုံးကင်မရာမဟုတ်ပေမဲ့သူ့ဟာနဲ့သူကတော့မဆိုးပါဘူးလို့ဖြစ်ပါတယ်။ဒါပေမဲ့ sensor size ကတော့ဒီကောင်က 1x1.95 inches ဆိုတော့နည်းနည်းလေးတော့တေးရတယ်မှာပါ။ဒါပေမဲ့ဒီကောင်မှာတခြားသော feature တွေဥပမာအဖြစ် OIS တို့ဘာလို့ပါတယ်နော်။ဗီဒီယိုတွေပဲရိုက်မယ်ဆိုရင်လည်းအဆင်ပြေတယ်။ OIS ပါတဲ့အတွက်ကျွန်တော်တို့ snapshot တွေပါလေရိုက်ရင်လည်း အာဝါသွားတာမျိုးပါများမရှိဘူးလိုလိုက်တွေပါတွေမှာလည်းမဆိုးဘူးအဲ့ megapixel ultra wide camera လေနေ့လည်နေခင်းအလင်းရောင်ရှိတဲ့အချိန်ရိုက်မယ်ဆိုရင်တော့မဆိုးပါဘူးတုံးလုံးကတော့ရပါတယ်ကောင်းတဲ့ထည်တော့မပေါဘူးပေါ့ selfie camera ဒီကောင် 20megapixel ကိုတုံးထားတယ်ရိုက်လေလို့ထွက်လာတဲ့ဓာတ်ပုံလေးတွေကျွန်တော်ဒီမှာတစ်ချက်ပြထားမယ်ရှင်းကြည့်လိုက် ဒီကောင်ကပိုကိုဖြစ်တဲ့အတွက် HyperOS 2ကို Global Version နဲ့လာတယ်။ဆိုလိုချင်တာတော်တော်လေး clean ဖြစ်တဲ့တော်တော်လေးကိုမိုက်တဲ့ UI နဲ့လာတယ်။ဒါတခြား China ROM နေနဲ့ရှင်လိုက်မယ်ဆိုလို့ရှင်အများကြီးခွာတဲ့အချက်ပဲ။ဒီကောင်က bloatware တွေလည်းမပါဘူးเนาะ။ Google ဘာညာလည်းကျွန်တော်တခါတည်းပါပြီးသား။အာပြီးတော့ကျွန်တော်ဆန်းသုံးနေတဲ့အချိန်မှာ bug တွေ error တွေလည်းမတွေ့ရဘူး။ notification တော့ကြရတယ်ပါတယ်မဖြစ်ဘူး။တော်တော်လေး stable ဖြစ်တယ်ပေါ့ Note 14 Pro Plus ရဲ့ HyperOS 2 China version နဲ့မှာ bug တွေတော်တော်လေးများတယ် ဆို global မှာဒီလောက်ထိ stable ဖြစ်တာကို on on နေတာပြီးတော့ထုံးစံတိုင်းပဲပေါ့နော် AI system မှာ Gemini သုံးလို့ရမယ်နော်ပုံမှန် Google Assistant ထပ်ပို့ပြီးတော့ smart ဖြစ်သွားမယ်နော်ကျွန်တော်တို့ text တွေ summarize လုပ်တာတို့လက်ရှိကြည့်နေတဲ့ display ပေါ်ကအကြောင်းအရာတွေကိုမေးတာတို့လက်တွေ့မှာတော့အသုံးဝင်တဲ့ဟာတွေလုပ်လို့ရတယ်ပေါ့နော်အာ Chinese ROM နေမှာမရတဲ့ကိစ္စလေးတွေပေါ့ Okay ဆိုတော့ RAM 1256နဲ့12512နဲ့ဆိုပြီးတော့ဒီကောင်နှစ်မျိုးဝင်တာပေါ့ LPDDR5X နဲ့ UFS 4လည်းရတယ် ီ configuration နှစ်ခုစလုံးပါဗောနော်ဈေးကကျတော့12 to 5 gig က16,900နဲ့12512ကကျတော့15,900ဆိုတော့ official အနေနဲ့ဝင်တဲ့ဖုန်းတစ်လုံးအနေနဲ့ကတော့ဈေးကတော်တော်လေးမိုက်တယ်လို့ပြောလို့ရနော် official ဝင်တဲ့အလုံးမဲ့ကိုင်ရင်တာ global ဟိုမှကြိုက်တာ warranty ပညာစိတ်ချရတာဟိုမှကြိုက်တာ price to performance ကလည်းကောင်းကျင်နေเนาะ design လေးလည်း နည်းနည်းလှဖို့လိုတယ်နည်းနည်းကြီးတူအီးများတဲ့သူတွေအတွက်ကရွေးချယ်လို့တော်တော်အဆင်ပြေမဲ့ဖုန်းပဲ price to performance ကောင်းတယ်ဆိုတာဘယ်လိုပြောမလဲ global ထဲမှာပြောတာပေါ့နော်ထုံးစံတိုင်းမဲ့ PI တွေလောက်တော့ပဲကောင်းမယ်ဒါပေမဲ့ကျွန်တော်သာဆိုလို့ရှိရင်15သိန်းလောက်သုံးမဲ့တူတူ Chinese drone တွေဘာတွေနဲ့အာရုံတော့မခံကျင်တော့ဘူးဒီကောင်မဲ့ရွေးပြမှာတခြားလက်မြန်မာနိုင်ငံဈေးကွက်မှာဒီ segment မှာဒီဈေးနဲ့ဒီ performance နဲ့တခြားဖုန်းမရှိဘူးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်အထင်ကတော့အဲ့လိုရှိတယ်ပေါ့နော်ခင်ဗျားရဲ့အထင်ကဘယ်လိုရှိလဲဒီဖုန်းကိုရွေးပြလိုက်မယ်လို့ထင်လား ဘယ်လိုမြင်လဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးခွန်ဆောင်လို့ရပါတယ်โอเคနောက်နေ့မှနေတော့